Thank you. Okay ဆိုတော့အားလုံးပဲမင်္ဂလာပါ Welcome back to my channel မတွေ့ရတာတော်တော်ကြာသွားပြီเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအခုရပိုင်းတွင်ចောင်းပြန်ဖွင့်နေရတဲ့အရာတွေနည်းနည်းပပအတန်းနည်းနည်းပထမဆုံးဟာဆိုတော့နည်းနည်းအလုံးရှုပ်နေကွာနောက်တစ်ခုကကြတော့တွေ့တဲ့အတိုင်းပဲစမီကတော့တော်တော်ကြီးကိုတိုးသွားပြီပေါ့နော်စမီညက်စရာစေးထိုးလိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒီနေတော့ကညက်တာကပုံကတပုံအဲ့ပုံပြီးရင်ဒီမှာပြတာပဲဒီပုံနော်ပြီးတော့ညက်ညက်ပြီးချင်းပုံကဒီပုံ Oh my god bro oh. ဆိုတော့နည်းနည်းလေးတော့နည်းနည်းလေးတော့ကွာတယ်ပေါ့နော်အဲ့ဒါသဘင်ကအရန်တူနေတော့ဒီတပတ်ကျော်လောက်နှစ်ပတ်လောက်ကိုတော့ဖြစ်သွားမယ်ထင်တယ်အဲ့လောက်ကိုကျွန်တော်အာအပြင်းအောင်မထွက်နိုင်ဘူးဒီအုတ်ထုတ်ပဲစောင်းပြီးတော့အိမ်ထဲမှာတော့အုတ်ထုတ်ပဲစောင်းပြီးတော့နေနေရတယ်ပေါ့နော်တော်တော်ရုပ်ပေါ့ပေါ့နော်အခုမှနည်းနည်းပြန်ပြီးရှေ့လာပြီးနည်းနည်းပုံကျပြီးတော့မှပြန်ပြီးတော့ရရဲလာတာပေါ့နော်အဲ့တော့အဲ့အကြောင်းပါပြီးတော့တခုသတိထားမိလားတော့မသိဘူးဒီ channel ရဲ့ နာမည်ပြောင်းသွားပြီပေါ့နော် William Cisco ဖြစ်သွားပါပြီဘာဖြစ်လို့လဲဆိုတာကိုကျွန်တော်ပြောပြပါမယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့အဓိကအကြောင်းရင်းနှစ်ချက်ရှိရပေါ့နော်ဒီ level up daily อ่ะအဓိကက fitness ပုံစံမျိုးပို့သွားရပေါ့နော် level up ဆိုတဲ့အတိုင်းပဲကျွန်တော်ရဲ့ဒီ fitness ပုံစံကိုမြင့်မြင့်ပြီးတော့အားကစားလုပ်တဲ့ဟာဘက်ကိုပို့သွားရပေါ့နော်အားကစားကြီးပဲကျွန်တော်မလုပ်တော့ဘူးအဲအဓိက lifestyle ဘက်ကိုပြောင်းသွားပြီပေါ့နော်ဆိုတော့အားကစားလုပ်တာမပါဘူးလည်းမဟုတ်ပါမယ်အကုန်လုံးပါမယ်ဒါပေမဲ့ဆုံဆုံပေါ့နော်ဆုံးတော့ပါမယ် ဒီ lifestyle vlog လေးဖြစ်ပါပါတယ်ဆိုတော့ပုတ်ပုတ်ပပရိုက်ပြီးတော့အကုန်လုံးကိုကျွန်တော် weekly တင်มาဖြစ်ပါတယ်ဒီအပတ်စဉ်ကျွန်တော်ရက်တော့မဟုတ်ဘူးပေါ့အတိကျတော့မသိဘူးနော်ဒါပေမဲ့အပတ်စဉ်ကျွန်တော်ကျွန်တော်ရဲ့ YouTube video ကိုဒီမှာလာပြီးတော့အပ်ပေးလို့ရပါတယ်အပတ်စဉ်ကျွန်တော်တင်ပါတော့မယ်ဒုတိယတစ်ချက်ကကျတော့ဒီ level up daily ဆိုတဲ့နာမည်ကလူအရန်သုံးတာများတယ်ပေါ့နော်အဲ level up daily လို့တခြားလိုက်ရင်တမ်းမတွေ့ကြဘူး channel အရန်များတော့ဆိုတော့ကျွန်တော်ကဒီ level up daily မှာ dash ခံလိုက်တယ်ဗျာ အဲ့တော့ level dash app dash daily ဖြစ်သွားတယ်ဆိုတော့သူများတွေကိုပြောပြရင်ကိုယ့်ရဲ့ channel က level daily လို့ပဲအတိုင်းပြောလိုက်လို့မရဘူး level dash app dash daily လို့ကျွန်တော်ပြောရတယ်အဲ့လိုပြောရုံနဲ့မပြီးသေးဘူးဒီ dash ကဒီလို dash မဟုတ်ဘူးနော်ဒီလိုအောက်မှာ dash ပြီးတော့မှ dash ဒီအောက်ဒီတစ်ပတ်တစ်ခုကလည်းအဲ့လိုအောက်က dash အဲ့လိုပြောပြောနည်းနည်းအလုံးရှုပ်လေပေါ့နော်ဆိုတော့ဒီ channel နဲ့မြတ် strong မဖြစ်နေဘူးပေါ့နော်တော်တော်လေး weak ဖြစ်နေတဲ့အတွက်ကြောင့်ဒီဟာကိုကျွန်တော်နောက်ဆုံး ဒီ William Cisco ဆိုရဲကျွန်တော်ရဲ့ဒီ nickname English nickname ကိုကျွန်တော်ပြောင်းလို့လိုက်တော့မယ်ဆိုပြီးကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တာပေါ့နော်ပုံမှန်ကျွန်တော်အပတ်စဉ်တင်ဆက်ပါမယ်ခင်ဗျာပြီးတော့အခုကဖျားဆွန်းတော်ခတ်ထားရပေါ့နော်ခဏနေဖျားဆွန်းတော်ဆွန့်ပြီးတော့ကျွန်တော်မနက်စာစားပါမယ်ပြီးထားတော့ဘိုက်ကတော်တော်ကြီးစာနေပြီ Okay ဆိုတော့မနက်စာကဘာတွေလဲဆိုတော့အရင်ကြည့်ရလူတွေတော့သိနေမှာပေါ့နော်ထုံးစံတိုင်းပဲအုံမီးပါမယ်ပြောကြတော့ဒီကြက်ဥနှလုံးပါမယ်ပြီးတော့ဒင်းချင်းရဲ့ net လေးတွေရယ်အဲပြီးတော့ဘွားကြားရည်လေးနည်းနည်းဆန်းလိုက်ပါတော့အဲ့ဒါပါမယ်ပြီးတော့ဒါကြတော့ supplement ပေါ့နော်ဟို multi vitamin ရယ် omega 3ရယ်ပါပါမယ်ပြီးရင်ဒါတွေစားပြီးရင်ဒီ coffee ကိုတက်တက်တောင်းမယ်ပေါ့နော်ဆိုတော့ဒီနေ့ vlog ကကြတော့ဘယ်လိုဖြစ်ပါမလဲဆိုတော့ကျွန်တော် weekend ဖြစ်နေပါတော့ weekend ဖြစ်နေတော့ငွေချင်းနေနေတော့ချိန်ထားသေးရယ်ဘာလို့ဖြစ်မလဲတော့မသိသေးဘူးတခုခု activity တခုခုတော့လုပ်ပြမယ်ထင်တယ်ဆိုတော့ဒီနေ့ vlog ကကြတော့ဒီ weekend မှာဘာလုပ်လဲဆိုတော့ vlog ပုံစံမျိုးလေးဖြစ်မယ်ပေါ့နော်ဆိုတော့ အဆုံးထိကြည့်ရှုပေးပါပြောဖို့ကောင်းပါလိမ့်မယ်ပေါ့ပြီးတော့ကျွန်တော်ဒါတွေအရင်စားလိုက်အောင်မယ်ပြီးတော့မှကျွန်တော်ဆက်ပြောပါမယ်ခင်ဗျာ အခုကဆောင်းရသည်ဝင်လာပြီဆိုတော့နည်းနည်းအေးလာပြီပေါ့နည်းနည်းဟိုတော်တော်ကြီးအေးလာပြီပေါ့နော်မနက်ပိုင်းပြီးရင်ထွေးတော့တိတ်မထွက်ဘူးဆိုတော့တော်တော်ပြေးလို့ကောင်းတဲ့ຢာသည်ပေါ့နော်ပြီးမနက်ပိုင်းကော်ဖီတောက်ရတဲ့ဖော်ကီလေးကိုလည်းတိတ်ကြောက်ကြိုက်ပါတယ်ကော်ဖီတောက်ရတယ်ကြိုက်တယ်ကော်ဖီကုပ်ပုတ်ကိုဖြော်ရတယ်ကြိုက်တယ်ကော်ဖီရဲ့အရသာကိုလည်းကြိုက်အခါနဲ့ခါရတဲ့ຢာလေးကိုကြိုက်တယ် ော့ by the way ပြဆရာတခုရှိရပါတော့တဒါအပင်အသက်ပါတော့မြန်မာလူတော့ကြားလော်ဝါလို့ခေါ်လားမသိဟုတ်ဟုတ်တယ်ကြားလော်ဝါလို့ခေါ်တယ်မြန်မာလူတော့ကြားလော်ဝါလို့ခေါ်တယ်အင်္ဂလိပ်လူတော့အဲ Swiss cheese plan လို့ခေါ်တယ်ဒါကခန်ဒီဝယ်ပေးထားတာဒီဘယ်ကဝယ်လာလဲဆိုတော့ဒီ macro မှာတွေးလို့ဝယ်လာပါတော့ဈေးလည်းအရင်မကြည့်ဘူးဘယ်လေးရလောက်ပဲရှိတယ်ကျွန်တော်မောင်ပြောဝယ်တော့ဆိုတော့ဒီထက်ဈေးကြီးသေးတယ်ပေါ့နော်။ဟိုဒီမှာအကိုင်းနေအများကြီးပါတယ်။ အဲ့ရတော့ဘယ်လေးရတော့ပဲရှိရဆိုတော့တော်တော်တန်တယ်လို့ပြောလို့ရတယ်အောက်ကအိုးကဟိုကမပလာအောက်ကအိုးကအပေါက်မပအောင်တခြားအပင်တွေ indoor plant တွေဝယ်တော့လည်းမပအောင်ဆိုတော့အပင်ကိုဘယ်လိုရေလောင်းမလဲမသိဘူးပေါ့နော်အများကြီးလောင်းအာမလားပုံမှန်ဆိုတော့ဒီ Swiss plant ကဒီတပတ်တစ်ခါလောက်လောင်းရအဆင်ပြေမှာနော်ဒီကကျတော့အောက်မှာအပေါက်မပတော့ဘယ်လိုလောင်းမလဲကျွန်တော်မသိဘူးဆိုတော့တီးရလူရှိရင်အောက်မှာ comment မှာဝင်ရေးပေးတော့ပြီပေါ့နော် ဟိုတငယ်ချင်းတွေလာမှာပေါ့နော်လာမှာဆိုတော့အများကြီးပေါ့တငယ်ချင်းတွေဆိုမှညောက်လာမှာအဲ့ဒါ၆လုံးလောက်ချလိုက်တယ်လောင်းမယ်လို့ရောထင်တာပဲဘုဒ္ဓလည်းရှော့အောင်မယ်ပေါ့နော် coffee ထပ်တော့လို့ပေါ့ဒုတိယတစ်ခါဂျီဂျီကတော့ espresso ရုံတော့တော့ americano ပုံစံမျိုးလေးတောက်ပါမယ်အနည်းဆုံးနှစ်ခွက်လောက်တော့တောက်ဖြစ်တယ်ဒီနေ့အမနဲ့တစ်ခါစီသုံးခွက်တောက်တာလည်းရှိတယ်လေးခွက်တောက်တာလည်းရှိတယ်ဒီလေးနိုင်မကြော်မချင်းတောက်နေပေါ့နော်လေးနိုင်ကြော်ရင်တော့အဲညဘက်အိတ်မြမှာဆိုလို့မတောက်တော့ဘန်ချ်ကဘလို့စားမယ်မသိသေးဘူးအိမ်မှာပဲစားနိုင်ရင်ကောင်းလားဘယ်သူမှတော့မရောက်သေးဘူးဗျာအိမ်မှာဟင်းနေအများကြီးရှိသေးတယ်ဆရာမ ချက်ထားတာအများကြီး။ခံဒီကအခုငါကမှအနိုးရတာမသိဘူး။ Ice American ကိုတောင်းမှာဆိုတော့ဒီရာဟိုတော့ဟို AAT စောင့်ရမှာပေါ့နော်။ဒီတိုင်းအပူနဲ့အရေခဲနဲ့ဆိုရင်ရေခဲတွေကချက်ချင်းအရေပျော်ပြီးတော့မှာအရေများပြီးတောက်လို့မအောင်တော့ဒီရာဟိုအဲ့ရ Espresso AAT စောင့်ပြီးတော့မှာပဲ။ရေခဲနဲ့တသက်ထပ်ဖြော်လိုက်တော့မှာ။ coffee sound ရောပြင်းနေမှာဆိုတော့ဗောနော်ဒီကျွန်တော်ရဲ့ဒီ သိရတာဒီ gadget လေးတစ်ခုပြောပြခြင်းလဲဗောနော။ဘာလဲဆိုတော့ဒီ phone stand နေဈေးလည်းမကြီးဘူး။တော်တော်အဆင်ပြေရဲ့ဗောနော။ဒီအားလေးကို phone တော့မှာကတ်ထားလိုက်အောင်လည်းစိုက်တဲ့အချိန်စိုက်တဲ့နေရာမှာဗျာဒီလိုထောင်ပြီးတော့ဒီလိုတောင်းလိုက်ပဲဖြစ်ဖြစ်အဆောင်လိုက်ပဲဖြစ်ဖြစ်စိုက်လို့ရိုက်လိုက်လို့ရတယ်။ So တကယ် convenient ဖြစ်တယ်။ဒါလေးကိုတော်တော်ကြိုက်ပြီးအဆင်ပြေနေလို့ဒီညွှန်တာဗောနော်။အဲဘယ်သူမှမမေးဘူးဗောနော။ဒါမှလည်းကျွန်တော်အခုလက်ရှိသုံးနေတဲ့ တော်ရဲ့ perfume တွေကိုကျွန်တော်ပြောပြရမယ်ပေါ့နော်ပြောဖေးအစားမယ်ဆိုအသေးဆုံးကနေစလိုက်မယ်ဟိုအသေးဆုံးကဒီရာက Montblanc Explorer သူကကြတော့ daily wear လို့လည်းကောင်းတယ်ရေမွေးကြောင်းသိရကြရတယ်ကျွန်တော်ဒီရာကကျွန်တော်ရဲ့ favorite ထဲပါတယ်ကျွန်တော် top 3တော့မရှိဘူးတင် top 2လောက်တို့ပေးလို့ရတယ်အာကျွန်တော်ရဲ့ဒုတိယအကြိုက်ဆုံးရေမွေးပေါ့နော်ဆိုတော့ပြီးတော့ဒီဟာကကြတော့ဒီ Bad and Body Walker ဈေးလဲတက်တာတယ်ဒီ Vanilla ပေါ့နော်ပေါ်ကြတော့ဒီ ။ဆောင်းလင်းတော့မှပဲသုံးလို့ကောင်းတယ်။ဒီဆောင်းလင်းဆိုကျွန်တော်ဒီအားလေးဆွဖြစ်တယ်။တခြားအခြေအနေမှာကျတော့ဒီ vanilla ကဆွလို့မကောင်းဘူး။ဒါကကျတော့ဒါလည်း bad body work ပဲ။ဒီနှစ်ခုမှ3000လားမသိဘူး။အဲ့လိုမျိုး buy one get one ဆိုပြီးသူတို့ရဲ့ marketing strategy နဲ့ရောင်းတာပေါ့နော်။ဆိုတော့ဒီအားကျတော့ woody ဖြစ်တဲ့အနက် mahogany teak wood တဲ့။ဆိုတော့ဒီအားကျတော့ woody ဖြစ်တဲ့အနက်ကဒီအားသူတို့တွေကတော်တော်နာမည်ကြီးရဲ့ဟိုအားရေမှုရပါတယ် န်နန်လဲဆိုရမဆိုကျွန်တော်အဲ့ဟို body mist တော့ကျွန်တော်မှရှိသေးတယ်ကြည်ရပဲတူတူအနံ့တူတူပဲဒါကြတော့ body mist ပြီးတော့ဘာလာလဲဆိုတော့ဒီ invictus platinum ရှိမလဲဒီ invictus platinum ကကြတော့ကျွန်တော်ရဲ့အကြိုက်ဆုံးရေမွေးပေါ့နော်ဒီသူ့ရဲ့အနံ့ကကျွန်တော်ရဲ့ sport fight ရတယ်ဖယ်သွားသွားဖြုတ်ဖြုတ်ဖြုတ်အမြန်ဆွပြီးဒီဟာပဲဆွဖြစ်တယ် signature အနံ့လို့တော့ပြောလို့ရတယ်နော်ဘာလဲဆိုတော့အဲ invictus platinum ဒီဟာဒုတိယမြောက်ပလင်းပထမပလင်းတော့ကုံတော့မယ်ပေါ့နော်ကုံတော့ ီးရနည်းနည်းအပြင်းတွေပါရသွားရင်အဲ့လိုမျိုးအရေးအများကြီးမသိရင်ဒီနေရာတွေပဲတည်သွားလိုက်တယ်။ဘာပြောနောက်တစ်ခုကကျတော့ဒေါ်စင်ရဲ့ကမာနာအဲနာမည်ကတော့မသိဘူး။ဖားသားကြီးဝယ်ပေးတာလားလေ။သူ့နံကြောင့်ဘလို့ပြောပြရအောင်လဲ။ခန်ဒီကတော့ဒါကိုစိုက်သီးဟိုနံလို့ပြောရပါတော့။ဆိုစိုက်သီးဟိုနံပေါ့။ပြောတာဂျီမီချူမန်။ဘောကျတော့အကြီးပဲပနမီလိုလည်းမသိဘူး။200မီလဂျီမီချူမန်။ပြောသူ့ရဲ့စပရေးကအရင်ကောင်းတယ်။သူရဲ့အနံကကြတော့ဘလို့နဲ့သိဆို ရေမွေး expert မဟုတ်တော့အဲ့လည်းမပြောပြတတ်ဘူး။ Yeah လူကြီးအနှံ့သွားတယ်။လူငယ်နဲ့တော့မပေါ့ဘူး။ပြနောက်ဆုံးကကြတော့ YSL myself ဆိုတော့ဒီကလည်းကြိုက်တယ်သေးပါတယ်။ဒါကြောင့်ဒါမှမဟုတ်လားလို့ပြောမှာ soft wine ပုံစံမျိုးလေးအဲ့လိုမျိုးအဲပုံစံမျိုးလေးသွားတော့ကြိုက်တော့ကြိုက်တယ်။ဒါပေမဲ့သိဆလဆပြပါတယ်ဒါပေမဲ့သိမကြိုက်ဘူးပေါ့။အကြိုက်ဆုံးနဲ့မဟုတ်ပါဘူး။တကယ်အကြိုက်ဆုံးကကြတော့ကျွန်တော်ရဲ့ invitas platinum sport ball မျိုးလေးပေါ့ရယ်။ဒီက sport fight လေးရတယ်ပေါ့နော်။သူ့အနသူ့အိမ်မှာနင်းဆွထားတာတော့ဒီ vanilla လေးဆွထားတယ်။ဒါပါပဲ။အများကြီးမရှိပါဘူးကျွန်တော်မှရေးမွေးရ။သူထမင်းကြက်လာစောင့်ရပါတော့။အဲ့တော့ပြင်းလို့အဖားညာမပါရဲ့ပုံစံနဲ့ပုံ။ရှုပ်ကြိုးပြလိုက်တယ်။ဒါသမီးကအပြင်မှာပဲသွားစားတော့မယ်ဟိုအကွီလာရောက်ပြီပေါ့နော် ဝီလောက်တော့ဒီကျွန်တော် channel ကိုကြည့်ဘူးရင်မရဘူးမဆိုင်ပါဘူးဝီလာဒီကျွန်တော်နာဒီ sign နာကိုရောက်ပြီပေါ့နော်ဆိုတော့အဲ့မှာပဲကျွန်တော်လည်းမနက်စာစားလိုက်တော့ပဲအိမ်မှာနှင်းတော့ရှိတယ်ဘာမဲ့မများဘူးဖြစ်တယ်နောက်ဖို့ကပြောင်းလိုက်တာဆိုတော့နေပူတယ်ဒါပေမဲ့ဒီ temperature မပူဆောင်းနေရောက်တော့ဒီစီပဲ အခုတက်နေတဲ့မြန်မာနေကတော့တခုတခါယူလို့တက်စီရမှာလို့နေပူရဲရောက်တော့သူမှန်မဲရောကြီးရတော်တော်ဆင်ပြီ ဟင်းလို့များတယ်ဆိုင်ရအန်ဒီစီအပင်နေတောင်းလာအများကြီးပဲပြလိုက်တမင်းနမင်းတော့ပြင်ရပြီးရင်ကျွန်တော်တို့ဒီမေဂါဘန်နာသွားပါမယ်မေဂါဘန်နာမှာဘိုးလင်းသွားပြမှာဖြစ်ပါတယ်ဆီယာမာကြီးကလိုက်မလားမလိုက်မလားတော့မသိသေးဘူးဆီယာမာကြီးကိုစောင့်အောင်ပါဟုတ်တယ်ပါ Iya. Wah, wah, Yui jaga. Outfit check. Makan di lebar. let's go သွားကြမယ်မေဂါဘန်းနားရောက်ပါပြီဟိုနောက်ထပ်မင်းဒီဟောက်သွားပြီးတော့ခေါ်အောင်မယ်သွားရောက်နေရတော့ကြာပြီဒီမှာကြိုက်ဆောင်ရတော့ကြာတော့နေတော့ မေဂါဘန်နာကိုအခုမှ၃ကောက်မြောက်ရောက်ဘူးတော့ဗောနော်ဒီအခုအခုမှလည်း IKEA ကိုပထမဆုံးဝင်လာ IKEA ကိုတည်ထားတာအတိုင်း pre board ကလည်းရောင်းနေတဲ့လောက်ပဲတည်ထားတယ် IKEA မှာစားလို့ရတယ်ဗောဆိုတော့ IKEA မှာခန့်စားမှဖြစ်ပါတယ် 来到的呢、啊，还没有 ုံမိုးတွေကစောင်းတယ်ပြီးတော့ပြန်ပါပြီအိမ်ပြောင်းရင်ဟင်းချက်ပါမယ်ဆီမချက်ပါဟုတ်ကဲ့အဲ့တော့အောက်မှာထည့်နေလိုက်တော့အောက်မှာထည့်နေလိုက် ဒီထဲမှာထည့်နေရလဲကြောင့်ဟုတ်ပါလားနော်ပိုဒရှင်ကိုယ်တော့ရရရှိရပစ္စည်းလေးအဖတ်တက်ပြောင်းသွားပါတယ်အာအခုဆိုတော့တော့ဟို15မိနစ်လောက်တက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ပြီချာလေးကြိုင်ပါမြန်အဲ့တော့အခုဆိုရင်တော့ဒီအသားကိုချက်သွုံပြူရဲ့ဒီမြောင်မြောင်မြောင်မဟုတ်အဲ့မြဲမြောင် အခုဆိုရင်တော့ဒီအသားကိုချက်တော့မဖြူရဲအဲဒီကိုရီးယားနှစ်တွေပါညာနေပေါ့နော်အခုနေပြီးတော့15မိနစ်လောက်ဒီထဲမှာနှက်ထားမယ်ပေါ့နော်ဆိုတော့နောက်ထပ်15မိနစ်နေပြန်တွေ့ပါမယ်ခါရီတော့လုံးဟုတ်ကဲ့ဆက်ပြီးဆက်ပြီးမသိဘူးကစင်ဘင်းအောက်ကခါရခါရခါရရရဆိုတော့ဒီအသားတွေကိုနှက်ပြီးပေါ့နော်အသားတွေမှာဒီဝသားတွေမှာဒီကိုရီးယားအဲ့လိုမျိုးဒီအနှစ်တွေရဲ့ အဲပြီးတော့စားရီဘာရီညာရီပြီးတော့ဒီချက်တုံဖြူရဲ့ချင်းရဲ့နေပြီးတော့ဒီတာကို15မိနစ်လောက်ဒီနှက်ထားမှာပေါ့နော်ဆိုတော့15မိနစ်လောက်နှက်ပြီးရင်ပြန်တွေ့ပါမယ်အဲ့တော့ပြောပါဆိုတော့အခုလာပါအအကုန်လုံးဒီ vlog အရင်က vlog တွေကြည့်ပြီးရဆိုတော့ဒီလောက်တော့စိတ်မပြေဘူးအစိမ့်တော့ပြရအောင် ဆိုတော့ခံနေပါအဲကျွန်တော်ရဲ့ကောင်းပါလေးပါသူကတော့ဝါရောသူကတော့ဝါရောပေါ်သွားနေရနေရ reflect reflect အင်းအရဝွေသူလာတဲ့နေရာအင်းကတော်တော်ဝေးရဆိုတော့ခုနေရာမှာလင်းနေရောအခါတခါလာရင်တော်တော်ကြာတယ်သူကဟာဟာဟုတ်ရဲ့ဘာသာဖြစ်ပါလိမ့်အေး အခုအကုန်လုံးကြက်ပါပြီကဲဒါဆိုတော့အကုန်လုံးကြောက်ရပါလားအဲစားပါတော့မယ်စားပါဘယ်လိုလဲဆွေးနွေးလို့ရတယ်။ဘောဆာလို့ပြောရရင်ဝီလာရေးတယ်မြေရ။သူဆိုင်မှာဘယ်လောက်လဲ။သူဆိုင်မှာကိုဆေးမှာကိုမသိရဘူး။အဲ့ကျွန်တော်ချက်လာတာ။မသိရဘူးမသိရရေးတယ်မြေ။ကို

ော်ဒီနေ့ vlog တွေဒီမှာပဲအဆုံးသတ်လိုက်ပါမယ်။ issue အပ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဟော vlog တွေမှာပြန်လည်တွေ့ရှိပါမယ်။ bye bye ။